ဝိပါကပစ္စည်းဖတ်ပြမယ်ဝိလည်းမယ်ဝိလည်းမယ်ကြားဘူးတယ်မလားအဲ့ဒါဝိပါကပစ္စည်း24ပစ္စည်းရဲ့အတိတ်ကပြုခဲ့တဲ့ကုသိုလ်အကုသိုလ်ကံတွေရဲ့ရင့်ကျက်ပြီးအကျိုးပေးခြင်းကို ရောက်လာတာကိုဝိပါကပစ္စည်းဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်အစွန်းကုန်ရင့်မဲ့နေတဲ့တရတိဩစာတိပိန်းနေသီးတွေဟာစားသုံးဖို့အကျိုးသက်သက်ပဲဖြစ်ပါတော့တယ်တဲ့အဲ့ဒါအင်္ဂလိပ်လို့ဆိုလို့ရှိရင် time of ripening of karma resultant resultant condition လို့ခေါ်တယ်တဲ့ result report ဆိုတာ result ပေါ့เนาะအဖြေရလာတာเนาะအဖြေရလာတာเนาะအမဲ့အမဲ့ချိန်ဒီချိန်ဖြစ်လာတာအဲ့တော့ဝိပဿနာမေခန္ဓာ၄ပါးဝေဒနာရဲ့တင်ညာရဲ့သင်္ခါရရဲ့ဝိညာဏရဲ့တို့ဟာတဲ့အချင်းချင်းပြန်လန်ကျေစုပြုပါတယ်ဝိပါကဆိုတာရင့်ကျက်တဲ့သဘော ဖြစ်လို့လေဒီဆရာတော်ကြီးကတဲ့တည့်ရဲ့တိ ဝင်းမဲ့တာနဲ့ဥပမာပြတယ်အသီးမဲ့ဖို့ဆိုရင်တဲ့ကာလာလေးခုကိုဖြတ်ကျော်ရတယ်တစ်ကအပွင့်အခိုက်တန်အကင်းအခိုက်တန်၃ဝမ်းပြင်းအခိုက်တန်၄၀ဝမ်းမဲ့နေသော အခိုက်တန်တို့ဖြစ်တယ်တဲ့အလားတူပဲတဲ့စေတနာမှဝိပါကဖြစ်တဲ့အထီကာလာကို စေတနာအခိုက်တန်ကံအခိုက်တန်နမိတ်အခိုက်တန်နဲ့ဝိပတ်အခိုက်အခိုက်အတန့်ရဲ့လို့နှိုင်းရှင်ဖော်ပြနိုင်ပါတယ်တဲ့ ဝိပါကဖြစ်စီစေတနာမှဝိပတ်ဖြစ်တဲ့အထိကာရကိုစေတနာအခိုက်တန်ကံအခိုက်တန်နမိတ်အခိုက်တန်ဝိပတ်အခိုက်တန်ဖြတ်တန်းရပါတယ်စေတနာအခိုက်တန်ဖြတ်ချက်ဖြန့်ဖြစ်ခြင်းအကုသိုလ်ဘက်မှာဆိုလေသူများဖြစ်စီခိုးယူမယ်သူများစီးပွားပြည့်အောင်လုပ်မယ်သူသူတပားသားများပြည့်မားမယ်ဆိုရင်စေစော်မှုဆိုတဲ့စေတနာကအရင်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီစေစော်မှုလေးဟာဥပတ်တီပင်ဆိုတဲ့စိတ်တစ်ခုရဲ့ခဏငယ် သုံးချက်ပြီးတာနဲ့ဖြုတ်ပြက်ချုပ်သွားပါတယ်ကုသိုလ်ဘက်မှာလည်းငားလေးတွေခွေးလေးတွေအစာကျွေးနေမယ်တန်ငါတော်တွေကိုစွန့်တင်ကန်းကြောင်းဆေးလူတန်းနဲ့ချို့တဲ့နံပါသူတွေကိုကုညီစောင့်ရှောက်ပေးတယ်အလုပ်ပေးတယ်ဆိုတာလေစေတနာတွေဖြစ်ပြီးဥပတ်တီပင်ဖြစ်တီပြက်ဆိုတဲ့ ခဏငယ်၃ခုပြီးတာနဲ့ချုပ်ပြတ်သွားပါတယ်တဲ့နပတ်နှစ်ကန့်အခိုက်တန့်စေတနာတွေဟာကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေခဏငယ်လေး၃ခုပေါ့ခဏငယ်ဆိုတာဟိုပေါ့ကာလလေးတိုလေးပေါ့เนาะအဲ့ခဏငယ်လေး၃ခုဥပတ်တီပင်နော်ဥပတ်တီပင်ပြီးသွားရင် ချုပ်ပြတ်သွားပြီမယ်သူ့ရဲ့အရှိန်တက်တီကိုတော့ခန္ဓာအစင်ထဲမှာမြုပ်ပြီးသွားပါတယ်ဒီလိုကံရဲ့ တတ္တိရှိနေတဲ့မြုပ်ပြီးလိုက်ပါလာတဲ့အကျိုး မပေးမီကာလအချိန်လေးဟာကံအခိုက်အတန့်ပဲဖြစ်ပါတယ်။နံပါတ်3နမိတ်အခိုက်အတန့်အတိတ်ကကံရင့်ကျက်အကျိုးပေးတော့မယ့်အချိန်လေးမှာကံအာယုံကမ္မနမိတ်အာယုံဂတိနမိတ်အာယုံ ဆိုပြီးအာယုံတစ်ခုခုထင်လာတတ်ပါတယ်။ကံအာယုံဆိုတာကုသိုလ်လုပ်ခဲ့တော့ဖြစ်ရလေးတွေကိုပြန်သတိရတာ။ ဖျားသွားကြောင်းတဲ့အတူတူလုခဲ့တာတွေတတ်နိုင်သမျှလူတန်းလို့အများအကျိုးတည်ပိုးကြတာတွေကိုသတိပြန်ရပါတယ်တဲ့အကုသို့လုံရင်လေသူများအသက်တက်ခဲ့တာသူများကိုလှည့်စားခဲ့တာဖြစ်စဉ်ဖြစ်ရများကိုပြန်ပြီးတော့ထင်မြင်လာတဲ့အဲ့ဒီတော့ကပြုတ်ခဲ့သလိုစိတ်ထဲမှာထင်မြင်လာတာကံအာယုံပဲဖြစ်ပါတယ်ကမ္မနမိတ်ဆိုတာကတော့ ြုတ်လုတ်ခဲ့တဲ့အကြောင်းချင်းရာတွေကိုအာယုံမှာဆွဲနေလာအောင်ထင်လာတာဖြစ်တယ်။ဥပမာအကြောင်းကြီးဆောက်ထားကိုအကြောင်းကြီးကိုအာယုံနဲ့ဆွဲအောင်ထင်လာသလိုသူများအသက်ကိုတတ်ခဲ့တယ်ဆိုလဲအသုံးပြုခဲ့တဲ့ဓာလန်တနတ်တွေကိုအာယုံထင်လာတာကမ္မနမိတ်ပဲဖြစ်ပါတယ်တဲ့။ နောက်ဂတိနဲ့မိတ်ဆိုတာမိမိနောက်ရမဲ့ဘဝတွေပေါ်မှာမူတည်ပြီးထင်မြင်လာတာဖြစ်ပါတယ်။ဒေါသကြောင့်ငရဲရောက်မဲ့သူဆိုလဲယမမင်းငရဲအိုငရဲမီလျံနေထင်လာတတ်ပါတယ်။လောဘကြောင့်ပိတ်တာရောက်မဲ့သူဆိုလဲတောကြီးတွေအင်းအိုင်ကြီးတွေကျွန်းကြီးတွေထင်လာတယ်တဲ့။နတ်ပြည်ရောက်မဲ့သူဆိုလဲဘုံပိတ်မှန်နေနတ်ယထားတွေနတ်သမီးတွေအာယုံတွေပေါ်လာသလိုတဲ့။လူဘဝပြန်ရောက်မဲ့လူဆိုလဲအမိဝမ်းရည်နီရဲရဲ ်နဲ့မိဘဆွေမျိုးမောင်နှမတွေထင်လာတတ်ပါတယ်တဲ့အဲ့ဒီလိုတဲ့ထင်လာတဲ့အခိုက်အတန့်လေးကနမိတ်အခိုက်အတန့်ဖြစ်ပါတယ်တဲ့เนาะတချို့ရေဆိုသေဂာနီအဲ့လိုမျိုးဘာမြန်လဲအဲ့ဒါကိုသွားမဲ့လာရဟိုသူကနမိတ်ပြတာပေါ့เนาะ ကာလာဝိပက်နောက်နောက်ပိုးတက်ဆိုတဲ့စကားကိုကြားဘူးတယ်ကိုပြုတ်သောကံကိုစီပြန်လာတာချက်ချင်းပြန်ဆက်ရတဲ့အကျွေးမျိုးဖြစ်ပါတယ်နောက်ဘဝတောင်မရောက်ပါဘူးကံရဲ့အကျိုးပေးဝိပက်ဆိုတာမျိုးဟာတပတ်လေတဲ့သဘောရှိတဲ့အတွက်ဘဝတူတူလေးမှာနေရခိုင်မှာဘသူ့ဟောမှာမကောင်းတဲ့စိတ်နဲ့ပျက်စီးအောင်မကြံစီသင့်ဘူးမလုဆောင်သင့်ပါဘူးကာမနဲ့ဝိပါကပျက်စီးဟာတစ်ခုစီခွဲဟောထားပေမဲ့ ကံပြီးတော့အကျိုးဝိပတ်ဖြစ်လာတော့တွဲတဲ့တစ်ဆက်တည်းလို့ပြောလို့ရပါတယ်တဲ့မိမိပြုခဲ့တဲ့ကောင်းကံဆိုးကံဒီပေါ်မှာမူတည်ပြီးတချို့ကမြတ်သောအမျိုးအွယ်တချို့ကနှိမ်သောအမျိုးအွယ်တချို့ကချမ်းသာတဲ့မိသားစုမှာမွေးလာတယ်တချို့ကစင်းရဲမွေးစားစုပေါ်မွေးလာတယ်တဲ့တခါမိမိပြုခဲ့တဲ့အတိတ် အတိတ်ကကံကြောင့်အဲဒီရုပ်စင်းအင်ကလည်းခြာနာတယ်တချို့ကရုပ်ဆိုးတယ်တချို့ကချောတယ်ကာမနဲ့ဝိပါကပစ္စည်းကတစ်ဆက်တည်းဖြစ်ပေမဲ့ကြွာချတာတစ်ခုရှိတယ်ကာမပစ္စည်းဟာမာတဲ့စေတနာဟာကြောင့်ကြပြပါရအလွန်များတယ်ဥမာကာမပစ္စည်းမှာစေတနာနော်အင်မတန် ပြပါရများတယ်ဥပမာဆိုဟိုဌာနကြီးတစ်ခုမှာဦးစီးအရာရှိဆို အများဆုံးသူကစိတ်ပူမှန်းတယ်လို့ပဲတဲ့ကံတွေဖြစ်လို့စေတနာစေစော်လိုက်တိုက်တွန်းတော့ပူပင်တော့ကများတဲ့သဘောရှိတယ်ကမ္မပစ္စည်းမှာဒါပေမဲ့လည်းကံချောင်းမလို့အကျိုးဖြစ်တဲ့ဝိပက်ကတော့အလွန်ငြိမ်သက်အေးစေတယ်ဘာလဲဆိုတော့ပရိဒိရိစိတ် အိပ်ပျော်နေတဲ့အခါဖြစ်နေတဲ့ဘဝင်စိတ်တခါတရံဘာကိုမှဂရုမထားပဲအမတ်တမဲ့ဖြစ်နေတဲ့စိတ်တွေကဝိပတ်စိတ်တွေဖြစ်တယ်တခါတရံကောင်းတာတွေမြင်ရတယ်တွေ့ထိရတယ်တခါလေမကောင်းတဲ့အာယုန်တွေမြင်ရတယ်မကြားချင်မိမဲ့လည်းကြားရတယ်မကောင်းတဲ့အနတ်နေဆိုလဲရတယ်ဆိုတာရှေးရှေးကံကအကျိုးပေးတဲ့စိတ်တွေကြောင့်ဖြစ်ပါတယ်တဲ့နော် ကံအကျိုးပေးရ၃မျိုးရှိပါတယ်ပထမဇောစေတနာကလက်ရှိဘဝတွင်မဲ့ရင့်ကျက်မဲ့ဝင်ပြီးအကျိုးပေးတယ်အလဲဇော၅ချက်ကတတိယဘဝစပြီးတော့ဘဝဆက်ဆက်အကျိုးပေးပြီးတတမဇောစေတနာကဒုတိယဘဝမှာအကျိုးပေးပါတယ်တဲ့ကံ၃မျိုးကြောင့်ကဲ့ပဲဝိပတ်အကျိုးတွေဖြစ်ပေမဲ့အကျိုးသက်ရမှုဖြစ်ဖို့ကတော့ကုညီထောက်ပံ့ပေးတဲ့လုံလဝရိယဉာဏ်ပယောဂဆိုတဲ့အကြောင်းများစွာလေလို့ ပ်ပါသေးတယ်တခါတည်းမှာကံရဲ့အကျိုးသက်ရောက်မှုတွေဟာမဖြစ်ထွန်းမဲ့အချီးနှီးပဲဖြစ်သွားသလို အားနေတဲ့ကံတစ်ခုကို အားကြီးတဲ့ကံတစ်ခုကတိုက်ဖြတ်ပြလို့ဝိပတ်အကျိုးမပေးတာဖြစ်မယ်တဲ့ဒါကြောင့်မို့တဲ့ ဘဝမှာလည်းတခတရံတွေ့တတ်တာကောင်းခံနဲ့ဆိုးခံနဲ့ကဘေးချင်းပြိုင်သူအကျိုးပေးတယ်ဥပမာချမ်းသာတဲ့သူခလေးမိဘကမွေးလာပေမဲ့လေသူ့ရဲ့ကိုယ်ခန္ဓာမတန်ဆွန်းဘူးတချို့ကဆင်းရဲတဲ့မိဘမွေးပေမဲ့ကျန်းမာတန်ဆွန်းပြီးညံ့ရီထဲမြက်တဲ့ကလေးရှိတယ်ဒါတွေကလေတဲ့အတိတ်ကံအကျိုးပေးကြောင့်ဘဝမှာကောင်းတာရောဆိုးတာရော တွန်တွဲပြီးတွေ့ကြုံနေရတာတဲ့စေတနာအရင်ခံတဲ့အလုတ်က ကံပါပဲကံဆိုတာလဲစွန့်အင်တစ်မျိုးဖြစ်တယ်လို့ရိမ့်မဲ့လာတော့အချိန်ပြေဝလာတော့အချိန်မှာပြန်အကျိုးပေးတယ်တဲ့ကံရဲ့အကျိုးဆက်ကြောင့်ကောင်းတာကြုံရတယ်လို့မကောင်းတာလည်းကြုံရတယ်မြည်သူမပြုတ်မိမိမှုဆိုတယ်လို့မမကောင်းခံတယ်မကောင်းခံတယ်ရဲ့အကျိုးမျက်စွာဖျားတောင်မတားမြင့်နိုင်ဘူးလောကမှာ မတားစီမရတော့အရာ လေးမျိုးရှိတယ်။ ఓం ရာနာရာတေရာနဲ့မကောင်းမှုကံတွေရဲ့အကျိုးဝိပတ်တို့ပဲဖြစ်ပါတယ်တဲ့အဲ့အတွက်ကြောင့်မလို့အားလုံးပေါ့နော်ကျမတို့အားလုံးဘဝမှာအောင်နောက်ဘဝမှာဒီလိုတွေမကြုံရအောင်ဖြူစင်သောစေတနာနဲ့အများအကျိုးလောက အကျိုးကိုတည်ပိုးပြီးပါရမီတွေကို တက်အားသရွေဖြစ်စည်းသွားမှာ ဖြစ်ပါတယ်။ဒါကတော့ခွဲစိတ်နဲ့ကင်းစားပါရဂူဥစိန်လင်းရေးသားထားသောပဋ္ဌံတရားတော်စအုပ်ကရေးထားတဲ့ဝိပါကပစ္စည်းကာမပစ္စည်းစသည်တို့ကိုကျမဖတ်ပြခြင်း ဖြစ်ပါတယ်။အရန်အရေးကြီးပါတယ်။သူတွေကမကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်။ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်နော်။လောကကြီးကအိုရာနာရာတေရာရယ်နဲ့မကောင်းမှုကံတွေရဲ့အကျိုးဝိပတ်တို့